္ဂလာညချမ်းလေးပါရှင်မြို့ရဲ့ဇွန်လ30ရက်နေ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ကျမကတော့အင်ချူမေပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်စီတိုက်ကင်းစကန်တိုက်ခိုက်ခံရပြီးစစ်ကောင်စီဘက်မှ10ဦးထပ်မံသေဆုံးတဲ့သတင်းစစ်ကောင်စီဘက်မှထိခိုက်ဆုံးရှုံးမှုများနေရာကြောင့်တပ်မ66တပ်မမူဗိုလ်မူးချုပ်ကျော်စိုးလင်းကိုဆေးလုပြီးကုတ်ကဲခိုင်းတဲ့သတင်းစစ်ကောင်စီစစ်ကြောင်းကလက်နက်ကြီးနဲ့ပစ်ခတ်လို့ အသက်80ရွယ်မျိုးသမီးတဦးဒဏ်ရာပြင်းထန်ရတဲ့တွင်စစ်ကောင်စီကအကြောင်းမဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့ဒေသခံပြည်သူ10ဦးထပ်မံတဲ့အသေးဆုံးတဲ့တွင်ကပ္ပစ21အတွက်လျက်စစ်မိတိုင်းပြင်ဆင်မှုလာတဲ့စစ်ကောင်စီစစ်ကြောင်း၂ရက်ဆက်တိုက်တိုက်ခိုက်ခံရတဲ့တွင်ချင်းတွင်စစ်တောင်းနဲ့ပဲခူးမြစ်တွေရဲ့မြစ်ရည်တွေမြင့်တက်နေတဲ့တွင်မြောက်ကိုရီးယားကအမှုပညာနဲ့ယဉ်ကျေးမှုဆိုင်ရာကိစ္စတွေမှာ ရုရှားနဲ့ပူးပေါင်းဆောင်ရွက်မှုမြင့်တင်မယ်ဆိုတဲ့သတင်းအီရန်ရဲ့တုံ့ပြန်မှုတွေပေါ်မူတည်ပြီးအရေးပေါ်ပိတ်ဆို့မှုတွေကိုရုပ်သိမ်းပေးနိုင်ကြောင်းထရန့်ပြောတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီးစစ်ကောင်စီဘက်မှ၁၀ဦးထပ်မံတဲ့အသေးဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပဲခူးတိုင်းတာငူခရိုင်ဖြူမြို့နယ်မှာဇွန်လ29ရက်နေ့မနက်အစောပိုင်း2:00ဝန်းကျင်ခန့်က စစ်ကောင်စီကင်းစကန်တိုက်ခိုက်ခံရပြီးစစ်ကောင်စီဘက်မှ၁၀ဦးထပ်မံတေဆုံးခဲ့တယ်လို့ဖြူမြို့နယ်ပကပကထုတ်ပြန်ထားပါတယ်။ဖြူမြို့နယ်ဝဲရောင်ဝဲကြီးကျွေးရရှိစစ်ကောင်စီတပ်ကင်းစကန်ကို တော်လိုင်းပောင်းတပ်ဖွဲ့တွေကဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့တယ်လို့ဖြူမြို့နယ်ပကဖရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။တိုက်ပွဲဖြစ်ပွားချိန်၅နာရီဝန်းကျင်ခန့်ကြာမြင့်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားနေချိန်တွင်စစ်ကောင်စီဘက်မှ Jet Fighter နဲ့လာရောက်ပုံကျဲတာတွေနဲ့လက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့လည်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုတွင်တော်လိုင်းရေးအင်အားစုတွေဘက်မှရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တဦးမြင့်မြတ်စွာကြာဆုံးခဲ့ရပြီးဖြူမြို့နယ်ပကဖမှာရဲဘော်တဦးဒဏ်ရာနှဲငယ်ရရှိခဲ့ပေမဲ့မစိုးရင်ရဘူးလို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဖြူမြို့နယ်ပကဖရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးတပ်ဖွဲ့သုံးအေယာဝရီအမှတ်3တပ်ရင်းနဲ့အာလာဝကစစ်ကြောင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့စစ်ကောင်စီတွေနဲ့ဝေးရမှာနေပေးကြဖို့လည်းတတိပေးထားပါတယ်။ပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ကလည်းဖြူမြို့နယ်ဇေယရီမြို့ဘူတာယုံရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဖြူမြို့နယ်ပါကဖအဖွဲ့မှဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ3ဦးသေဆုံးကလက်နက်ခဲယမ်းတချို့လည်းတင်းစီရမိခဲ့တယ်လို့သိရှိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီဘက်ကထိခိုက်ဆုံးရှုံးမှုများနေရာကြောင့် တက်မ66တက်မမူဘုံမူချုပ်ကျော်စိုးလင်းကိုဆစ်လို့ပြီးကိုကဲခိုင်းတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းအနောက်ပိုင်းမင်းလာမြို့နယ်မှာပြီးခဲ့တဲ့ရက်သက်တပတ်တွေအတွင်းခရိုင်နဲ့မြို့နယ်အစဉ်စီမံအုပ်ချုပ်ရေးကောင်စီကစစ်တပ်အရာရှိတွေပါဝင်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေများခဲ့ရာကြောင့်တက်မ66တက်မမူဘုံမူချုပ်ကျော်စိုးလင်း DSA 47ကိုနယ်မြေရှင်းလင်းရေးအတွက်မင်းလာအထိဆစ်လို့ပြီးကိုကဲခိုင်းနေတယ်လို့စစ်တပ်သတင်းရင်းမြစ်တွေထံကသိရှိရပါတယ်။ ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ညနေ4နာရီခန့်မှာမင်းလာမြို့နယ်အုတ်တင်းရွာအနီးမှာရှိတဲ့စစ်ကောင်စီရဲ့စစ်ကွင်းတာဆုံးစစ်စေးရဲဂိတ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးတိုက်ခိုက်မှုတွင်တာယာရီခိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင် DSTA 9အုပ်ဖို့မျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးဖြိုမင်းဦး DSTA 17နဲ့ခရိုင်ရဲမှူးကြီးစိုးခိုင်တို့ပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးသွားခဲ့တာပါ။ ီဖြစ်စဉ်ကြောင့်တမ66တမမူဘုံမူချုပ်ကျော်စိုးလင်းကိုမင်းလာအထီစစ်လို့ပြီးမြန်မြေရှင်းလင်းရေးလုပ်ခိုင်းတာလည်းဖြစ်ပါတယ်။တမမူဟာမင်းလာမျိုးနဲ့အခြေစားခလာရတမအခြေပြုပြီးစစ်ကောင်စီစစ်ကြောင်းတွေကိုကုတ်ကဲနေတာဖြစ်တယ်လို့သိရပါတယ်။တမ66ကုတ်ကဲမှုအောက်ကတက်တွေပါဝင်တယုံတက်တွေကပါအင်အားထုံးလို့ပြီးစစ်ကြောင်းတစ်ခုကိုစစ်အင်အား90နဲ့ဖွဲ့စည်းပြီးစစ်ကြောင်း၃ကြောင်းနဲ့မြန်မြေရှင်းလင်းရေးလုပ်နေတာလို့သိရပါတယ်။ နာမည်ရှင်းလေးဆိုတာသူတို့ခံလိုက်ရလို့ကြွမနိုင်ကြည်မိနေရှုသလို အနီးနားကရွာတွေကိုဝင်စီးပြီးဒေသခံတွေကိုဖမ်းနာစီးတာလုပ်မယ်တွေ့သမျှလူကိုအကြမ်းဖက်ခေါင်းစဉ်တက်ပြီးပြစ်ခတ်တာတွေလုပ်နိုင်တဲ့အတွက်ပြည်သူတွေအနေနဲ့သတိထားနေနိုင်ဖို့လိုတယ်လို့စီဒီအမ်ဗိုလ်မှူးဆွေတော်ကမြို့တော်ကိုပြောပါတယ်ဗိုလ်မှူးချုပ်ကျော်စိုးလင်းဟာလက်ရှိကန်ယိုရန်တိုင်မူဗိုလ်ချုပ်ကျော်ကျော်ဟန်နဲ့ဗိုလ်လောင်းတင်တန်းတပတ်ဆင်တဲ့ဖြစ်ပြီးအခုချိန်ထိတမမှုနဲ့ကြံခဲ့တာကြောင့်ရာထူးရဖို့အတွက်စစ်ကောင်းဆောင်ကျင်းတဲ့အောင် လုတ်ပြမဲ့သဘောရှိတယ်လို့တက်တွင်းသတင်းမြစ်တွေကမြို့တော်ကိုပြောပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်လို့အသက်80ရွယ်မျိုးသမီးတဦးဒဏ်ရာပြင်းထန်ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းမင်းလာမြို့နယ်ဂံကောပင်ကျွရအုပ်စုဖားလေးကင်းရွာကိုစစ်ကောင်စီကဇွန်လ29ရက်နေ့နေ့လယ်3နာရီဝန်းကျင်အချိန်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီးလက်နက်ကြီးကြီး၃လုံးရွာထဲကိုကြားရောက်ပောက်ကွဲခဲ့လို့ အသက်80အရွယ်အမျိုးသမီးတဦးဒဏ်ရာအပြင်းထန်ရခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီပြစ်လိုက်တဲ့လက်နက်ကြီး၃လုံးဟာကျေးရွာအတွင်းကြားရောက်ပေါက်ကွဲခဲ့ပြီးနေအိမ်တစ်လုံးပေါ်ကိုတိုက်ရိုက်ထိမှန်ခဲ့တာကြောင့်အခုလိုတက်ကြီးရွယ်ဦးတဦးဒဏ်ရာရရှိခဲ့တာလို့သိရပါဗျ။စစ်ကောင်စီကပြစ်တဲ့ကြီးကအိမ်ကိုထိတာအိမ်ထဲမှာအိမ်ဆောင်နေတဲ့အဖွားကိုထိတာဒဏ်ရာပြင်းနေရွာမှာကစစ်ဆောင်နေတဲ့သူများတယ်။အိမ်ဆောင်ကြံတာနဲတယ်အဲ့ဒီအဖွားကအိမ်ဆောင်ကြံခဲ့တာလို့ဖြစ်စဉ်ကိုသိတဲ့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ် မင်းလာမြို့နယ်ထဲမှာပြီးခဲ့တဲ့ဇွန်လတတိယပတ်ကစတင်ပြီးစစ်ကောင်စီကအင်အား900ခန်းနဲ့စစ်ကြောင်းထိုးနေတာဖြစ်ပြီးတောင်ပြတ်ရွေးကုန်းဥတို့ကျွဲလန်းစုဘိုးတထောင်စားချောင်းဆိုင်ချောင်းပေါက်ခန်းကော်ပင်ငလဆန်းစမ်းပုတ်ခမနဲ့ကျွဲမကိုင်းစားတဲ့ကျွရတွေကိုလည်းမိရှို့ဖြက်စီးခဲ့တယ်လို့သိရပါတယ်စစ်ကြောင်းတွေထိုးပြီးရွာတွေမိရှို့တယ်စိတ်ဝေဒနာတဲ့တရားကိုလည်းတတ်သွားတယ်အခြားအမိမသိအလောင်းတွေလည်းတွေ့ရတယ် မင်းလာနယ်ကရွာတွေကိုမိရှို့ပြီးလက်နက်ကြီးနဲ့ရန်ပစ်တာလို့နောက်ထပ်ဒေသခံတအူကမြို့တော်ကိုပြောပါတယ်။ဇွန်လ16ရက်နေ့ညကစစ်ကွင်းတာဆုံဂိတ်တိုက်ပွဲမှာဘူးဘုံမူကြီးပါဝင်မြို့နယ်စီမံအဖွဲ့ဝင်တွေရဲမြို့နယ်မှုတွေတေဆုံးခဲ့ပြီးတဲ့နောက်မှာစစ်ကောင်စီကအင်အားလုံးရင်တုံးပြီးကျွရွာတွေကိုအကြောင်းမဲ့စစ်ကြောင်းဖို့မိရှို့ဖျက်ဆီးပြီးရွာထဲမှာကြန့်ရှိတဲ့သူတွေကိုလည်းတက်ပြတ်သွားကြတယ်လို့သိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီကအကြောင်းမဲ့လေးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့ဒေသခံပြည်သူ၁၀ဦးထပ်မံအသေးဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်ကြောင်မဲမြို့ကိုစစ်ကောင်စီကဇွန်လ29ရက်နေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွေမှာလေးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့ဒေသခံပြည်သူ၁၀ဦးထပ်မံအသေးဆုံးပြီးထိခိုက်ဒဏ်ရာရသူတွေလည်းအများပြားရှိတယ်လို့သိရပါဗျ။ကြောင်မဲမြို့ပေါ်နဲ့ရွာဘက်တွေကိုဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးအဆိုပါကြေးရွာတိုက်ကဒေသခံပြည်သူတွေဟာလည်း စစ်ရှာမှုပြင်ဆင်နေရတယ်လို့သိရပါတယ်။အရင်ရက်တွေကတည်းကကျဲတာ29ရက်နေ့ကအမျိုးသမီးတစ်ယောက်သေးတယ်။24ရက်နေ့ကကျဲတာမှ၄ယောက်သေးတယ်။ဘူးရက်တည်းအရန်ကျဲနေတယ်။အယက်သားပြည်သူတွေနေအိမ်ကိုပဲကျဲတာပြည်သူတွေပဲသေးတယ်လို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။စစ်ကောင်စီကကြောင်မဲမြို့ပေါ်ကိုဇွန်လ29ရက်နေ့တကောင်ရအချိန်ကဘုံကျဲတိုက်ခိုက်လို့မြို့ပေါ်အမတ်လေးရက်ကွက်ကအမျိုးသမီးတအူးလည်းတေဆုံးခဲ့တယ်လို့သိရပြီးဇွန်လ24ရက်နေ့ကထမင်းဆိုင်ဒီဇိုင်းကိုဘုံကျဲတိုက်ခိုက်လို့ ဒေသခံလေးဦးလည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။စံပြသမင်းဆိုင်မှာဒေါ်လာရိတ်တက်တွေရောက်နေရလို့ဒလန်ကသတင်းပေးလို့လှုပ်ကြံခံရတာလို့တော့ကြားတယ်။ဒါပေမဲ့အရက်သားတွေပဲသေးတယ်။သမင်းဆိုင်ကိုကျဲတာမှာလူ20လောက်ထိခိုက်တယ်။၄ယောက်သေးတယ်လို့နောက်ထပ်ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။အတလောမှာစစ်ကောင်စီကကြောင်မဲမျိုးကို အကြောင်းမဲ့ဘုံကျဲတိုက်ခိုက်နေပြီးအရက်သားတွေကိုပါပြစ်မှတ်ထားတိုက်ခိုက်နေကြလို့ဒေသခံတွေစစ်ဖေးရှောင်နေကြရပြီးကြံလူတွေလည်းစစ်ဖေးရှောင်မှုပြင်ဆင်နေကြတယ်လို့သိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကပ္ပစ21အတွက်လျှက်စစ်မီလိုင်းပြင်ဆင်ဖို့လာတဲ့စစ်ကောင်စီစစ်ကြောင်းနှစ်ရက်စတိုက်တိုက်ခိုက်ခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းစိတ်ဖြူမြို့နယ်မှာရှိတဲ့အမန်း21ကာကွယ်ရေးပစ္စည်းစက်ရုံ ကပ္ပစ21ကိုလျှက်စစ်ဓာတ်ပေးနေတဲ့လျှက်စစ်လိုင်းကိုပြင်ဆင်ဖို့လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာနှစ်ရက်စတိုက်တိုက်ခိုက်ခံရတာကြောင့်ထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့စိတ်ဖြူမှာရှိတဲ့သတင်းရင်းမြစ်တွေကပြောပါရတယ်။အဲဒီစစ်ကောင်စီစစ်ကြောင်းဟာပြီးခဲ့တဲ့ဇွန်လ26ရက်နေ့ ညနေ9:00နာရီခန့်မှာတစ်ချိန်၊ည10:15နာရီမိနစ်ခန့်မှာတစ်ချိန်၊ဇွန်လ28ရက်နေ့နံနက်9:00နာရီခန့်မှာတစ်ချိန်၊ကပ္ပစ21ကိုပေးတဲ့မီလိုင်းပြင်မှုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချိန်မှာဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကိုခံခဲ့ရတာပါ။တိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီဘက်မှတပ်ဖွဲ့ဝင်3ဦးသေဆုံးခဲ့ပေမဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေကတော့အထိကိမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်။လျှက်စစ်မီမီကတော့ကပ္ပစဆက်ယုံမလဲပတ်နိုင်လို့ လျှက်စစ်ပေးတဲ့မီလိုင်းတစ်လျှောက်ပြင်ဖို့လိုက်ကြည့်ရင်စစ်ကြောင်းပို့တာမျိုးပါကာပါစာ21ကလေရင်ပုံးထုတ်တဲ့စက်ယုံမှုစစ်ကောင်စီကစက်ယုံလျှက်စစ်မီလိုင်းကိုချက်ချင်းပြင်တာမျိုးဖြစ်တယ်လို့စီရဲလေးလာသူတဦးကမြို့တော်ကိုပြောပါတယ်အဲဒီလိုလျှက်စစ်မီလိုင်းပြင်ဖို့လာတဲ့စစ်ကြောင်းကိုတိုက်ခိုက်မှုမှာ၆သခင်ပိုလာကြီးတပ်ဖွဲ့နဲ့မဟာမိတ်ပူပေါင်းအဖွဲ့ဖြစ်တဲ့ပခုတ်ကူခရိုင်အမတ်လေးတက်ရင်စလင်းမျိုးနဲ့ပကပစုံသုံးတို့ကပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးဇွန်လ29ရက်နေ့မှာစစ်ကောင်စီစစ်ကြောင်းဟာ ကပ္ပစ21ဘက်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ချင်းတွင်စစ်တောင်းနဲ့ပဲခူးမြစ်တွေရဲ့မြစ်ရည်တွေမြင့်တက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မြန်မာစံတော်ချိန်6နာရီမိနစ်30အချိန်တိုင်းထွာချက်အရချင်းတွင်မြစ်ရည်နဲ့ပဲခူးမြစ်ရည်တွေမြင့်တက်နေပြီးနောက်တရအတွင်းစိုးရိမ်ရင်မတ်ကိုရောက်ရှိနိုင်ကြောင်းစစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွန်ကြားရေးမှူးဦးစီးဌာနမှထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ချင်းတွင်မြစ်ရည်ဟာမုံရွာမြို့မှာ မြို့ရဲ့စိုးရိမ်ရေမတ်အောက်၃လမှခန့်ရောက်ရှိနေပြီးအဲ့ဒီမြစ်ရေဟာ နောက်တရအတွင်းမြို့ရဲ့စိုးရိမ်ရေမတ်ကိုရောက်ရှိနေနိုင်တယ်လို့အတည်ပြုထားပါတယ်။စတောင်းမြစ်ရေဟာလည်းမထောင်းမြို့မှာမြို့ရဲ့စိုးရိမ်ရေမတ်အောက်ပေဝကျော်မှာရောက်ရှိနေပြီးအဲ့ဒီမြစ်ရေဟာနောက်တရအတွင်းမြို့ရဲ့စိုးရိမ်ရေမတ်ကိုရောက်ရှိနိုင်တယ်လို့သိရပါတယ်။အလားတူပဲခူးမြစ်ရေဟာလည်းပဲခူးမြို့မှာမြို့ရဲ့စိုးရိမ်ရေမတ်အောက်နှစ်ပေခွဲကျော်မှာရောက်ရှိနေပြီးနောက်36နာရီအတွင်းမြို့ရဲ့စိုးရိမ်ရေမတ်ကိုရောက်ရှိနိုင်ပါတယ်။ အဲ့ဒါကြောင့်မုံရမျိုးနယ်မရမျိုးနယ်နဲ့ဘကိုးမျိုးနယ်တွေအတွင်းမှာရှိတဲ့မြစ်ကမ်းအနီးမှာမြေနေမိုင်းနေထိုင်သူတွေအနေနဲ့ကြိုတင်သတိပြုနိုင်ဖို့မြည်ရမြင့်တက်လာပါကအချိန်မီရှောင်ရှားနိုင်ဖို့သတိပေးထားတာကိုတွေ့ရပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြောက်ကိုရီးယားကအနုပညာနဲ့ယဉ်ကျေးမှုဆိုင်ရာကိစ္စတွေမှာရုရှားနဲ့ပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံဝမ်ဟာရုရှားယဉ်ကျေးမှုဝင်ကြီးနဲ့တွေ့ဆုံခဲ့ပြီး ်နိုင်ငံကြားနားလည်မှုနဲ့ဆက်ဆံရေးကိုပုံမိုနှက်ရှိုင်းစေဖို့အတွက်ငြိမ်းချမ်းမှုဆိုင်ရာအပြန်အလှန်ဖလှယ်မှုရဲ့အရေးပါမှုကိုပြောဆိုခဲ့ကြောင်းသိရှိရပါတယ်။အာနာယအလုသမားပါတီဒီကနေ့ထုတ်သတင်းစာမှာကင်မာရုရှားငြိမ်းချမ်းမှုဝင်ကြီး UB မိုဘာနဲ့မနေ့ကပြုံယမ်းမှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။ကင်ကငြိမ်းချမ်းမှုနဲ့အမှုပညာနယ်ပယ်မှာအပြန်အလှန်ဖလှယ်မှုဟာနှစ်နိုင်ငံပြည်သူတွေကြားနားလည်မှုနဲ့ချစ်ကြည်ရင်းနှီးမှုကိုမြင့်တင်ပေးရမှာ ကြီးမားတဲ့အခန်းကဏ္ဍကပါဝင်တယ်လို့ပြောကြားခဲ့ကြောင်းသိရပါတယ်။မြောက်ကိုရီးယားယဉ်ကျေးမှုဝန်ကြီးဆောင်ချောင်ကျူးနဲ့ UB မိုဘာတို့ဟာမနေ့ကဇွန်လ29ရက်နေ့မှာတွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံအစိုးရတွေကြားယဉ်ကျေးမှုဆိုင်ရာပလဲမှုကိုညှင့်တင်ဖို့အစီအစဉ်ကိုအတည်ပြုခဲ့ကြောင်းသိရပါတယ်။ရုရှားဝန်ကြီးရဲ့ခရီးစဉ်ဟာပျုံယန်းနဲ့မော်စကိုတို့ကြားသဘောတူလက်မှတ်ရေးထိုးထားတဲ့မဟာဗျူဟာဆိုင်ရာကျယ်ပြန့်စွာပူးပေါင်းမှုသဘောတူညီချက်ရဲ့ပထမနှစ်ပတ်လည်နေ့နဲ့တိုက်ဆိုင်နေတယ်လို့သတင်းစာကဖော်ပြထားပါတယ်။ ဒီသဘောတူညီချက်မှာတူညီရဲ့စစ်စင်ရေးဆိုင်ရာထောက်ပံ့မှုအတွက်လည်းပါဝင်ပါတယ်။လေလာသူတွေကကင်နဲ့ရုရှားယဉ်ကျေးမှုဝင်ကြီးတို့တွေ့ဆုံမှုဟာနှစ်နိုင်ငံကြားစီးရေးမဟုတ်တဲ့ level တွေမှာသူတို့ရဲ့ဆက်ဆံရေးကိုတိုးတက်စေဖို့မျှော်လင့်ကြောင်းပြသနေတယ်လို့နောက်ကိုရီးယားသတင်းစာကဖော်ပြထားပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အီရန်ရဲ့တုံ့ပြန်မှုပေါ်မူတည်ပြီးအရေးပေါ်ပိတ်ဆို့မှုကိုရုပ်သေးပေးနိုင်ကြောင်းထရန့်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ရဲ့နျူကလ িয়ার အဆောက်အဦအပေါ်အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာအောင်မြင်ခဲ့ကြောင်းထပ်မံပြောကြားခဲ့တဲ့အပြင်အီရန်ရဲ့အနာဂတ်တုံ့ပြန်မှုပေါ်မူတည်ပြီးအီရန်ပေါ်အရေးယူပိတ်ဆို့မှုတွေကိုရုတ်သိမ်းပေးနိုင်ကြောင်းလည်းအကြံပြုပြောကြားခဲ့ပါတယ်။မနေ့ကထုတ်လွှင့်ခဲ့တဲ့ Fox News ရဲ့အင်တာဗျူးတစ်ခုမှာထရန့်ကအီရန်ရဲ့နျူကလ িয়ার အဆောက်အဦတွေဟာအရင်ကဘယ်သူမှမမြင်ဘူးသေးတဲ့ပုံစံနဲ့ဖျက်ဆီးခံခဲ့ရပါတယ်လို့ပြောကြားခဲ့တာပါ။အမေရိကန်ရဲ့တိုက်ခိုက်မှုအတိုင်းပြီးအီရန်ဟာသူတို့ရဲ့နျူကလ িয়ার စက်ရုံတွေက ပြည့်ဝအောင်ပြုလုပ်ထားတဲ့ယူရေနီယံတွေကိုရွှေ့ပြောင်းနိုင်ခြင်းမရှိသေးကြောင်းသူကပြောပါတယ်။အမေရိကန်မီဒီယာအချို့ကအမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေကိုလာအနှဲငယ်သာနောက်ဆုတ်သွားစေခဲ့တယ်လို့အစောဆုံးအနေနဲ့အကဲပြတ်ခဲ့ကြတဲ့အပေါ်ထရန့်ကအခုလိုမှတ်ချက်ပေးခဲ့တာလည်းဖြစ်ပါတယ်။ထရန့်ကအီရန်ဟာနျူကလ িয়ার ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ကိုဆက်လက်မဆောင်ရွက်သင့်ကြောင်းသူ့ရဲ့သဘောထားကိုလည်းအလေးအနက်ပြောကြားခဲ့ပြီးအီရန်ပေါ်စီးပွားရေးပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီး ငိမ့်ညမ်းစွာနေထိုင်ပြီးနောက်ထပ်ထိခိုက်နစ်နာမှုတွေဖြစ်အောင်မလုပ်တော့ဘူးဆိုတာကိုပြသနိုင်ရင်ပြုတ်သိမ်းပေးမယ်လို့သူကပြောပါတယ်။ထရန့်ဟာအီရန်ကိုနျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးအလျှော့ပေးဖို့အတွက်ဖိအားပေးနေပုံရပြီးသူတို့ရဲ့တုံ့ပြန်မှုပေါ်မူတည်ပြီးတန်ခတ်ပိတ်ဆို့မှုတွေကိုပြုတ်သိမ်းနိုင်တယ်လို့အကြံပြုနေတာလည်းဖြစ်ပါရဲ့ရှင်။မျိုးတော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့ ညရောရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုယ်စိတ်နှဖျားအကျမ်းမှချမ်းသာကြပြီးဆရာနာရှင်စနေဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်ရဲ့အသွေးတွေမှလည်းကင်းဝေးကြပါစေကြောင်းညရောအဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်။